အားလုံးပဲမင်္ဂလာပါဒီကွက်ရထူးခြားနေတဲ့ပွဲစဉ်တွေကိုရွေးချယ်တင်ဆက်ပေးတဲ့အစီအစဉ်ကနေကြိုဆိုပါတယ်ဒီနေ့ညမှာပြည်သက်များစုစိတ်ဝင်စားစောင့်ကြည့်လာမယ်မြောက်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့အာဆင်နယ်နဲ့စပါးသင်းတို့ဆုံတွေ့နေမှုမှာအင်ရှင်အာဆင်နယ်က1နှုန်90ဆိုတဲ့ဇီရန်ကြောပေးထားပြီးတော့ဂူပေါင်းဈေးက3ပေါင်း80ဆိုပြီးဖွင့်လှစ်ထားပါတယ်ဘော်ဒီဈေးကမူလဖွင့်လှစ်မှုအတိုင်းတည်ငြိမ်နေပြီးတော့ဂူပေါင်းကတော့မူလဈေး3ပေါင်း90ကနေ ပြားစွန်းကြာဆင်းလာတာကိုတွေ့ရပါတယ်။နိုင်ငံတကာပွဲတွေပြီးကစားရမယ့်ပွဲချက်အဖြစ်ရှိနေသလိုအာဆင်နယ်အသင်းမှာအသင်းကောင်းဆောင်အိုဒီဂတ်တောင်ပံကစားသမားမာဒူကီတို့ပါဝင်နိုင်ွယ်မရှိဘဲနဲ့တိုက်စစ်မှုရော့ကာရက်စ်လည်းစက်ခိုင်မှုမပြေဝတာကြောင့်ပွဲထွက်မှုမတည်ကြတဲ့အနေအထားတစ်ခုမှရှိပါတယ်။စပါးမှာလည်းတိုက်စစ်မှုတွေဖြစ်တဲ့ဆူလန်ကီနဲ့မူဟာနီတို့လွဲချက်မှာဖြစ်ပြီးတော့တောင်ပံကစားသမားကူဒက်စ်လည်းစက်ခိုင်မှုမပြေဝတာကိုမြင်ရပါတယ်။နောက်သင်းလုံးရဲ့တိုက်စစ်ပိုင်းတွေမှာရွေးချယ်စရာကစားသမားအင်အားနည်းနေတဲ့အခြေအနေလို့ဆိုလို့ရပါတယ်။ အမရိတ်မှာစပောင်းအခန့်ခဲ့တဲ့အမှတ်ပေးနောက်ဆုံး6ချိန်စလုံးနှစ်သင်းပေါင်း3ခုနဲ့ထပ်ဖြစ်ထားပြီးတော့ဂိုးပေါ်ထုတ်ခွက်9ပွဲအထိဈေးကွက်အောင်မြင်ထားတဲ့အစင်လောင်မျက်ွယ်ပြုတ်ပြီးတော့ဒီချိန်မှာတော့ဈေးကွက်ဖွင့်သူတွေဂိုးအောက်ကိုအကြိုက်တွင်နေပုံရပါတယ်ဘွန်နက်စ်လီကာလို့ကြားလိုက်တာနဲ့ဂိုးပေါ်ရွေးဖို့လက်မနှေးတဲ့ဖိုက်တာတွေအတွက်ထူးခြားစွာဈေးကစားထားတဲ့တင်းရင်ညဂျမန်လီပွဲကတော့စိန့်ပေါ်လီနဲ့ရူနီယံဘာလင်ပွဲစဉ်ဖြစ်ပါတယ်စိန့်ပေါ်လီရဲ့မူလဘော်ဒီစီ level 20ရှုံးကနေ လေဗယ်30ရှုံးဆိုပြီးပြားစုံမြင့်တက်လာပြီမဲ့ဂိုးပေါင်းစေးရတော့မူလဖွင့်လင်းမှု2.80ကနေ2.90ဆိုပြီးတော့ဝေယိုးတစ်ဆင့်ကျလာပါတယ်ဘွန်နက်စ်လီကခုနှစ်ပွဲဆက်နိုင်ပွဲပျောက်ပြီးတော့တန်းစင်းစုံအထက်ရက်တည်နေရတဲ့စိန့်ပေါ်လီရဲ့အမှတ်လိုအပ်ချက်ပြင်းထန်နေမှုနဲ့နှစ်သင်းဆောင်ွယ်ဘူးတဲ့နောက်ဆုံး6ချိန်မှာ9ဘွယ်တိတိဂိုးများထားတဲ့အစင်လာရင်းနဲ့ချိန်တို့ချင်းဖိုက်တာတွေကိုဂိုးအကုမနေရအောင်မောင်းထုတ်ထားတဲ့ဈေးကွက်ခေါ်ပြောဖြစ်နေမလားဆိုပြီးတော့စောင့်ကြည့်ရမယ့်ထူးခြားဈေးကွက်တစ်ခုပါ စပိန်လာလီဂါရောင်းမှာတော့ဂီတာဖေးနဲ့အတလက်တီကိုပွဲစဉ်မှာအတလက်တီကိုကတစ်ပေါင်း80ဆိုတဲ့ဈေးရန်ကြောပေးထားပြီးတော့ဂိုးပေါင်းစည်းကတော့နှလုံးသေးဆိုပြီးဖွင့်လှစ်ထားပါတယ်မူလာဘော်ဒီစည်းတစ်ပေါင်း80ကနေပြားသွင်းကျဆင်းသွားပြီးတော့ဂိုးပေါင်းစည်းကလည်းမူလာစည်းနှင်းနှုံ30ကနေဝင်ရုံးတစ်ဆင့်ကျဆင်းလာတာကိုတွေ့ရပါတယ်ဇုံလိုက်ကျဆင်းလာတဲ့ပွဲဖြစ်မြင်တွေ့ရပြီးမယ်ဂီတာဖေးကွင်းနောက်ဆုံး6ကြိမ်ဆက်လေဗယ်ရှုံးဝင်းကျင်နဲ့သာအတလက်တီကိုတော့အကြောပေးခဲ့မှုတွေနဲ့ရှင်ချင်းဒီချိန်ဘော်ဒီစည်းတွေကမာတဲ့ပတ်မှာကိုရှိနေပါတယ် ထူးခြားတာကတော့ပျော်ပြောင်းလွန်းတဲ့ဂူမောင်းဖွင့်လှစ်မှုပါဂီတာဘေးကွင်းနောက်ဆုံး၅ချိန်ဆက်နှစ်သိန်းပေါင်းသွင်းကို၃ခုနဲ့အထက်လည်းဖြစ်တည်ထားပါတယ်အစင်လာနဲ့ဈေးကွက်အားပြိုင်ပွဲလို့ဆွေးရမှဖြစ်ပြီးတော့ဈေးကွက်ပွင့်သူတွေနဲ့ဖိုက်တာတွေကြားမှာညံကစားရမယ့်အားဆန်းမှုအဖြစ်ရှိနေပါတယ်စီးရီရန်ဝမှာဇွန်လိုက်ဈေးကျဆင်းလာတာကတော့မီလန်ဒါဘီပွဲစဉ်ဖြစ်ပါတယ်အင်ရှင်တာမီလန်ကလေဗယ်ရှုံးကျော်ပေးထားပြီးတော့ဂူပေါင်းဈေးကနှလုံးရှုံးဖွင့်လှစ်ထားပါတယ်အင်တာမီလန်ရဲ့မူလပေါ်ဒီဈေး1.80ကနေ ြားဆုံးကြာဆင်းလာပြီးတော့ဂိုးပေါင်းသေးရလဲ3ပေါင်း80ရနေအနည်းငယ်နေဆင်းလာတာတော့တွေ့ရပါတယ်မီလန်ခြေဆိုင်နှစ်သင်းအတွက်ဂုံတိတ်ခါပိုင်းရလဲအရေးကြီးတဲ့ပွဲစဉ်ဖြစ်ပြီးတော့ဒီရာသီစကူတာတို့တရဖူစကူနိုင်ရေးအတွက်လဲအပြိုင်ကြိုးစားပြရမယ့်အနေထားမှာရှိနေတာပါစီရီရဲ့မှတ်ပေးစရာကိုဦးဆောင်နေသူအင်တာမီလန်ကလိအင်ငွေ6ပွဲမှာ15မှတ်ရအောင်ထားပြီးတော့လက်ရှိအင်ငွေစွမ်းဆောင်ရင်အကောင်းဆုံးအသင်းဖြစ်တယ်လို့ AC Milan ကလည်းလိဝဲဝဲ9ဝဲစလုံးရှုံးမွေးမရှိဖြတ်သန်းထားပါဗျ အင်တာမီလန်ကအင်ရှင်ဖြင့်လက်ခံရှင်မြိုင်ခဲ့တဲ့နောက်ဆုံး၃ချိန်မှာတစ်ပေါင်း90ဝန်းကျင်နဲ့အကျော်ပေးခဲ့ပြီးတော့အဲ့ဒီ၃ချိန်စလုံးအဲ့ဒီ AC မီလန်ကပဲနိုင်ပွဲတွေရယူခဲ့တာကလည်းချင်းကတ်တဲ့နေရာမှာအကျိုးရှိစေမဲ့ထူးခြားအချက်လက်တစ်ခုပါအရင်ဇေနားနေတဲ့အချိန်တို့ကျင်အင်တာမီလန်ရဲ့ဘော်ဒီဈေးပြော့နေတာအသိသာနေပြီးတော့ဂိုးပေါင်းဖွင့်လှစ်မှုကတော့အင်တာကွင်းနောက်ဆုံး၄ချိန်ဆက်ဂိုးများထားတဲ့အစဉ်လာကြောင့်ဖိုက်တာတွေအတွင်းများစေဖို့ဈေးကစားထားတယ်လို့မြင်ပါတယ်